ဟုတ်တယ်ခါဒီချက်ကဒီဗီဒီယိုလေးထဲမှာဒီ fine key အတန်အတွက်တွေကိုအရင်ဆုံးဒီ phonetic sign နဲ့အရင်သိမယ်နော်ဘာလို့လဲဆိုတော့ phonetic sign နဲ့အရင်သိလို့ရှိရင်ကျတော့ပို့ပြီးတော့အတန်ထွက်ရတာလေးတွေပေါ့နော်ပြီးရတော့ဖက်မှာဆုံးကြည့်ချင်မယ်ဒီမှာဆိုလို့ရှိရင် time key ခိုင်းပြီးမှဆိုလို့ရှိရင်သူကစုစုပေါင်းပြီး40နဲ့၄လုံးရှိတယ်။ဒါပေမဲ့လက်ရှိမှာသူကကြာနှလုံးကမတုံးတော့ဘူးတော့လက်ရှိတုံးနေတာက40နဲ့၄လုံးပဲရှိတော့တယ်။မှဆိုလို့ရှိရင်အဲ့ဒီ40နဲ့၄လုံးကိုရှိတော့ group တုံးခုခွဲပြီးတော့လေ့လာမှာ group 1ရယ် group 2ရယ် group 3ရယ်ဆိုပြီးတော့တုံးခုခွဲပြီးတော့လေ့လာမယ်။ပြီးတော့ခါကျနောက်တစ်ခုကတရခိုင်းမှဆိုလို့ရှိရင်တရက30နဲ့၄လုံးရှိရယ်။အမှဆိုလို့ရှိရင်တရအတူရယ်တရရှိရယ်ဆိုပြီးတော့ရှိရယ်နော်။အဲ time မှာကျတော့ ဂျီနဲ့တရအပေါင်းမှာစကလုံးတစ်ခုဖြစ်တာเนาะဟုတ်ပြီเนาะဂျီက44လုံးရှိတယ်ဒါပေမဲ့နှလုံးကမသုံးတော့ဘူးလက်ရှိမှာ42လုံးပဲသုံးတော့တယ်ဂျီကိုရှယ်တော့ group 5 group 2 group 3ဆိုပြီးတော့ခွဲပြီးတော့ကြည့်မယ်ပြီးတော့နောက်တစ်ခုထိုင်းတရကကျတော့30လုံးရှိရမှာဆိုလို့ရှိရင်တရတူရတရရှိဆိုပြီးရှိရเนาะပြီးနောက်တစ်ခုကဘာလဲဆိုတော့ဖိုင်ဘာစကားမှာရှယ်တော့ဒီတကြတဲ့ သူရဲ့အတန်ကအရေးကြီးဆုံးပဲအတန်တစ်ခုမှသားတာ ਨੇ လေးပဲပါလေးသားတာရှင်တို့မြန်မာဘာသာစကားမှာဆိုလို့ရှင်တော့အတန်တကြတန်ဘာသာစကားမဟုတ်ဘူးเนาะထိုင်းကကြတော့အတန်တစ်ခုမှသားမှားသားတာ ਨੇ အဲအိဗေအောင်တော့ပုံမှန်ရှင်တို့ထမင်းအဲတချို့တက်လေးတဲ့ရင်းရင်းဘူးလေเนาะထမင်းဆိုတဲ့စကားလုံးရှင်တော့ခါးကိုခါးကိုအဲအဲ့ဒါကျွန်တော်ရှင်တို့ဒီမှာ falling သုံးတန်နဲ့ကြတော့ပေါ့ခါးကိုအဲ့လိုမျိုးပဲ ਨੇ ခါးကို ခါဆိုတဲ့ rising သုံးတန်နဲ့ထပ်မိလိုက်ပြီဆိုလို့ရှိရင်ခါကိုဆိုလို့ရှိရင်အဲ့ဒါကကျွန်တော်အဖြူရောင်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားရနော်အဲ့တော့ခါကိုဆိုလို့ရှိရင်ကအတန်ကမတူခါကိုခါကိုခါကိုဆိုရင်ခမင်းခါကိုဆိုလို့ရှိရင်ဒါကအဖြူရောင်ပြီးတော့နောက်အင်ဂျီဆိုရင်ကျတော့ဆာနော်ဆာအင်ဂျီအဲ့လိုပဲနဲ့ဆာ စရာเนาะအဲ့ဒါဆိုရင်ကြားဆိုတဲ့အဓိပ္ပာယ်ပြောတာเนาะအဲကြောင့်မို့လို့ထိုင်းမှာဆိုလို့ရှိရင်အတန်သုံးမှတ်က50ရှိရတော့အတန်တစ်ခုမှာသွားတာ ਨੇ အဓိပ္ပာယ်ကလုံးဝခွဲသွားမှာပါ Okay အဲ့တော့ရှင်တို့အရင်ဆုံးကြည့်ကြည့်မယ်အဲ့ဒီအတန်သုံးမှတ်5ခုကဘာလဲဆိုတော့မစ်တော့လူရဲ့ရှင်ကအတန်ပြေလို့မှတ်လို့ရတယ်เนาะအတန်ပြေသူ့ရဲ့အတန်ကတညည်းပဲတော့တယ်ကာဥပမာ k ဆိုတာကထိုင်းမှာဆိုလို့ရှိရင်ရှိရတာ ko ဆိုတဲ့ဖြီးလေးကိုကူစားပြရဲအေနှလုံးက a ဆိုတဲ့တရားလေးကိုကူစားပြရဲเนาะအဲ့တော့ ko a ဆိုရင်ရှိရောကာလို့ရမှာเนาะ ko a ka မိသုံးတန်ဖြစ်တဲ့တွေ့သူကအတန်ပြည်ထွက်တယ် ko a ka နောက်တစ်ခုလို့၃လို့၃ကိုရှင်တို့ကဒီ phonetic sign အတန်တင်ဂေတာနဲ့ဆိုရင်ဒီလိုတစောင်းလေးတော့တယ်သူရဲ့အတန်တင်ဂေတာကเนาะလို့၃ဆိုရင်သူကအတန်၃နောက်တစ်ခုကအနှိမ့်တန်လို့လည်းမှတ်လို့ရတယ်အနှိမ့်တန် တန်တူဖြစ်တဲ့အတွက်ကာနော်အဲ့လိုပဲသွားမယ်အတန်ကိုမဆွဲအတန်ကလုံးဝအတိပြတ်သွားတဲ့အတန်နေနော်ကာကာခဏနေရမိသုံးအားကြတော့ကာကာလို့သုံးအားကြတော့ကာကာဒီနော်နောက်တစ်ခု falling တော့ falling တော့အလွယ်ဆုံးမရမယ်ဆိုတော့မြန်မာမှာဆိုတော့အောက်ကမြင့်အတိုင်းမျိုးပါသွားတယ်သူ့အကြောင်းရှေတော့အသက်ကြာတယ်လို့မှတ်လို့ရတယ်သူ့ရဲ့အသက်တိကျတာတွေကဒီလိုလေးတော့ရတယ်နော်အဲ့တော့ဘယ်လိုမှမလဲဆိုရင် ကာเนาะကာကာအဲ့ဒါဆိုရင် falling down နောက်တစ်ခုက rising down rising down က falling down နဲ့ဗာမြန်ပါမယ်သူရဲ့အတန်ဒီဂီတာတွေက breathe ပုံစံလေးရှိရင် breathe ပုံစံလေးเนาะသူကတော့အတန်ကိုဆွဲပြီးတော့ရစ်ပြီးတော့ထွက်မယ်သူ့ကိုကျတော့ရှင်နေမြင့်တန်လို့မှတ်မယ်เนาะကာကာเนาะကာ ောက်တစ်ခုနောက်ဆုံးတစ်ခု high tone high tone ကျတော့ရေရောကအမြင့်တန် high tone တူကကျတော့ low tone တန်ဒီဂီတာနဲ့ပြောင်းပြန်သွားတယ်ဒီလိုလေးသွားတယ် low tone နဲ့ဒီဂီတာကကျတော့ဒီလိုသွားတယ် high tone နဲ့ဒီဂီတာကကျတော့ဒီလိုသွားမယ်နော်ဟော high tone အမြင့်နဲ့ဖြစ်တတ်တဲ့အတန်းလေးနည်းနည်းမြင့်မယ်ကာကာနော်အမှန်ဆိုလို့ရှိရင် rising tone နဲ့ high tone ကအတန်နည်းနည်းဆင်နေတယ်လို့ထင်ရတယ်ဒါပေမဲ့ high tone ကကျတော့အတန်လေးကိုနည်းနည်းလေးပဲမြင့်မယ်ကာကာ ကအဲ့လိုပဲ rising တော့ကြတော့အထက်အတန်ကိုပို့ပြီးတော့ရစ်ပြီးတော့ဆွဲပြီးတော့လာမယ်เนาะကာနာကာโอเคအဲ့ဆိုရင် channel တူတူစာနေပြန်ပြီးတော့အတန်လေးတွေထည့်ကြည့်မယ်အဲ time မှာဆိုလို့ရှိရင်အတန်သုံးဘက်က9အတန်ရှိတယ်အဲ့ဒါတွေက mid 3 low 3 falling 3 rising 3 high 3ဆိုပြောရှိတယ်โอเค mid 3ဆိုရင်ဘယ်လိုထည့်မလဲကာကာ cà đưa tôi suy cà 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 phô lên tôi suy cà 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 rồi xin tôi suy cà 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 hai tôi suy cà 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 ok nó đâu có quyền thay chỉ mình mình tôi suy cà cà đưa tôi suy cà cà ฟอลินตรงสุยกา กา กาไรซินตรงสุยกา กากาไฮตรงสุยกา กา กา โอเค နောက်တစ်ခုဆက်ကြည့်မယ်ကျွန်တော်ကနေရပြောတယ်ဒီတန်အတွက်တွေကိုကျွန်တော် phonetic တန်အတွက်နဲ့ phonetic sign နဲ့အရင်ကြည့်မယ်ကျွန်တော်မြန်မာဘာသာစကားမှာဆိုရင်တော့ကခပေါ့ဟုတ်လားကကြီးခဝေကခလို့မှတ်တယ်ဒါပေမဲ့ Thai မှာကျတော့ဘယ်လိုလဲဆိုတော့ကောလို့တက်တယ်နော်ကော Thai ပြီးဆိုလို့ရှိရင်မြန်မာမှာက Thai မှာကျတော့ကောโอเคကောရှင်းရခီဆိုတဲ့စကားလုံးလေးကိုမြင်ရင်ရှင်းတော့ကောလို့မှတ်မယ်နော်ခီဆိုရင်ကောဂျေနောက်တစ်ခုဂျေဆိုလို့ရှိရင်ရှင်းတော့ จอလို့မှတ်မယ်จอနောက်တစ်ခု D D ဆိုလို့ရှိရင်ดอนะฮะดอနောက်တစ်ခု B B ဆိုလို့ရှိရင်บอလို့မှတ်မယ်เนาะออနောက်တစ်ခုက P P ဆိုလို့ရှိရင်ปอปอနောက်တစ်ခုက D question math သင်္ကေတလေးကိုမြည်ออလို့မှတ်မယ်ออเนาะနောက်တစ်ခုက T T ကိုမြည်ตอလို့မှတ်မယ်ตอနောက်တစ်ခုက KH pH ပုံမီ call လို့မှတ်မယ် call နောက်တစ်ခုက CH CH ပုံမီ chol လို့မှတ်မယ် chol ဒီနောက်တစ်ခုက S S ပုံမီ sol လို့မှတ်မယ် sol နောက်တစ်ခုက H H ပုံမီ hol လို့မှတ်မယ် A ပုံမီ